မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကလေးကံကောဖလန်းနှင့်တီးတိတ်မှုနယ်တို့တွင်စစ်တပ်နှင့်တော်လှန်ရေးမဟာမိတ်များအကြားတိုက်ပွဲများပြင်းထန်ဖြစ်ပြီးစစ်တပ်ဘက်မှဗိုလ်မှူးဗိုလ်ကြီးအပါဝင်စစ်သားတရဝင်းကျင်သေဆုံးစစ်တုံးပန်တချို့နဲ့လက်နက်ခဲယံအများအပြားသိမ်းပိုက်ရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အကြံဖက်စစ်တပ်ကချင်းပြည်နယ်အတွင်းသို့ထိုးဖောက်ဝင်ရန်စစ်ကြောင်းထိုးလာမှုကိုချင်းတော်လှန်ရေးတပ်များနှင့်မဟာမိတ်တော်လှန်ရေးများက ပူပေါင်းခုခံတိုက်ခိုက်ခဲ့ကြရာတိုက်ပွဲများအပြင်းထန်ဖြစ်ပွားပြီးစစ်တပ်ဘက်မှပုံမှုကိုကြီးအပါဝင်တရားဝင်ကျင့်တိုက်ဆုံကြောင်းချင်းပြည်ချင်းလန့်အစိုးရကာကွယ်ရေးဝန်ကြီးဌာနသတင်းထုတ်ပြန်ပါရယ်ချင်းအမျိုးသားတပ်မတော်နှင့်ဒီတန်တရကာကွယ်ရေးတပ်ဖွဲ့များဖြင့်ဖွဲ့စည်းထားသည့်ချင်းလန့်အစိုးရတပ်ဖွဲ့၏စစ်ကြောင်း1နှင့်စစ်ကြောင်း2တို့ကအကြံဖတ်စစ်တပ်ကိုကလေးမြို့နယ်ကံကောမြို့နယ်ဖလန်းမြို့နယ်နှင့်တိတိန်မြို့နယ်တို့တွင်တိုက်ခိုက်ခဲ့ကြောင်းချင်းလန့်အစိုးရတပ်ဖွဲ့၏စစ်ကြောင်း1က ဖက်ကော့ PDF ၊ကျောင်းသားတက်မတော် ABSDF PDF ခရိုင်တရင်များပကဖားများ Short Different Form YDF စသည့်မဟာမိတ်အဖွဲ့များနှင့်လက်တွဲပြီးကလေးမျိုးနှင့်ကံကောမျိုးအကြအတွင်စေကောင်စီတက်ကိုတိုက်ခိုက်နေကြောင်းသိရပါသည်စစ်တပ်ကလေရင်နှင့်ဒရုန်းတို့ကိုအားပြုပြီးတိုက်ခိုက်နေတော်လည်းချင်းလန်အစိုးရတပ်ဖွဲ့နှင့်မဟာမိတ်အဖွဲ့များ၏တိုက်ခိုက်မှုကြောင့်စစ်တပ်မှပုံမှုပို့ကြီးအစဉ်အယားရှိများအပဝင်းအင်အားတရာခန့်ကိုချေမုံနိုင်ခဲ့ပြီးစစ်တုံးပန်းတချို့ဖမ်းဆီးရမိကြောင်းလက်နက်ခရံများလည်းတင်စီးနိုင်ခဲ့ကြောင်းသိရပါတယ် အထင်အနိုင်သောစစ်တပ်ကနိုဝင်ဘာလ6ရက်နေ့တွင် တိုက်လျင်ဖြင့်၄ကြိမ်နိုဝင်ဘာလ14ရက်နေ့တွင်တိုက်လျင်ဖြင့်9ကြိမ်ဝိုင်တွဲလျင်ဖြင့်10ကြိမ်နိုဝင်ဘာလ15ရက်နေ့တွင်တိုက်လျင်ဖြင့်2ကြိမ်နိုဝင်ဘာလ16ရက်နေ့တွင်တိုက်လျင်ဖြင့်2ကြိမ်ဝိုင်တွဲပေါ်အလုံး50ခန်းနိုဝင်ဘာလ18ရက်နေ့တွင် Fighter Jet ဖြင့်၄ချိန်၄ကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်းသိရပါသည်။အလားတူချင်းလန်းအစိုးရတပ်ဖွဲ့၏စစ်ကြောင်းနှစ်က Chin National Defense Force CMDF PDF ဇိုလန်စာတိမိဖက်အဖွဲ့များနှင့်လက်တွဲ၍ဖလန်မျိုးနှင့်ဝေဘူးလာမျိုးအကြားတွင်၎င်းတီးတိမ်မျိုးနှင့်ခိုင်ကန်မျိုးအကြားတွင်၎င်းစစ်ကောင်စီတပ်ကိုတိုက်ခိုက်နေကြောင်းစစ်တပ်ကရမန်နေနိုဝင်ဘာလ18ရက်နေ့တွင်လေးချောင်းတိုက်ခိုက်မှုများလှုပ်ဆောင်ခဲ့ကြောင်းသိရပါသည်ဆလဘီဂျိုးပင်ကောင်မျိုးနဲ့မျိုးလေချောင်းရေကင်းကိတ်ကိုဖျောက်တိုက်ခိုင်းမှုစစ်တပ်ဘက်မှနှစ်ဦးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ပဲခူးတိုင်းဂျိုးပင်ကောင်မျိုးနဲ့မျိုးလေချောင်းရေကင်းကိတ်ကိုဖျောက်တိုက်ခိုင်းရာစစ်တပ်ဘက်မှနှစ်ဦးသေဆုံးခဲ့ကြောင်း ချက်ရင်3800တက်တက်ခွဲငါတာဝန်ခံဘူမိုးတီကသတင်းဌာနကိုပြောကြားပါတယ်။ယနေ့နိုဝင်ဘာလ18ရက်နေ့နနက်အစောပိုင်း၄နာရီခန့်တွင်ချိုးပင်ကောင်းမြို့နယ်ရှန်ကွင်းကျေးရွာအုပ်စုရှိမြို့လယ်ချောင်းရဲခင်းဂိတ်ကိုတော်လန်ရေးတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ထိုတိုက်ခိုက်မှုအတွင်းအကြံဖတ်စစ်တပ်ဘက်မှမျက်မြင်နှစ်ဦးသေဆုံးခဲ့ပြီးစစ်တပ်ကင်းဘုံနှင့်လည်းပြေခတ်မှုထပ်မံဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ကျွန်တော်တို့လက်နက်တွေတော့သိသိရမိတာမရှိဘူး။အဲ့ဒီရဲကင်းမှာစစ်ခွေးငါးကောင်ပဲရှိတယ်လို့သတင်းရပြီးဝင်တိုက်တာ။ စစ်ခွေခင်းမုံနဲ့ပါထတ်တိုးလို့ပြန်လည်ဆုတ်ခွာခဲ့ရတယ်။ကျွန်တော်တို့လက်နက်ငယ်တွေနဲ့ပဲဝင်ရောက်စီးနှင်းတိုက်ခိုက်ခဲ့တာပါ။စစ်ခွေမျက်မြင်နှက်ကောင်တေဆုံးမှရဲဟုတရင်3801တက်ခွဲငါတောင်ဝင်ကန်ဖိုးမိုးတီကသတင်းဌာနကိုပြောကြားပါတယ်။အဆိုပါတိုက်ခိုက်မှုကတာယာဝတိခရိုင်တရင်3800တက်ခွဲငါမှာရဲဘော်များကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးအထီးကံရှိပြလဲဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီးတောင်တာနှင့်ပလဲမြို့နယ်တို့တွင်တိုက်ပွဲများဖြစ်ပွားပြီးစစ်တပ်မှစစ်တပ်ဦးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ မန္တလေးတိုင်းတောင်တာမြို့နယ်တွင်အကြမ်းဖက်စစ်တပ်တပ်ဆွဲထားသောနေရာနှင့်စစ်ကြောင်းကိုတိုက်ခိုက်ရန်စစ်တပ်ဘက်မှစစ်ဦးတည်ဆုံးခဲ့ကြောင်းတောင်တာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ Scorpion PDF မှတာဝန်ရှိသူတအုပ်ကသတင်းဌာနကိုပြောပါရယ်။နိုဝင်ဘာလ9ရက်နေ့နနက်9:00နာရီကျော်ခန့်တွင်တောင်တာမြို့နယ်အတွင်းရှိမြင်းချမ်းညာဦးပခုတ်ကူလမ်းပိုင်းတမိုက်တာကြီးရွာတွင်တပ်ဆွဲပြီးပြည်သူများကိုအနိုင်ကျင့်နှိပ်စက်တပ်ဖြတ်ခြင်းအတင်းအဓမ္မပေါ်တာဆွဲခြင်းလှုံ့ဆော်နေသော ်င်းချံတီရာယူမွန်ပြူစောတီအဖွဲ့နှင့်အကြံဖက်စစ်တပ်တို့ပူးပေါင်းထားသောအင်အား60ခန့်ကိုဒေါ်လာရေးတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ထိုတိုက်ခိုက်မှုအတွင်အကြံဖက်စစ်တပ်ဘက်မှ9ဦးသေဆုံးက4ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတိုက်ပွဲဖြစ်ပွားပြီးနောက်မြင်းချံဘက်မှတက်ကူလာသောအကြံဖက်စစ်သားများကမင်းကျော်ရွာနှင့်ကြာပိုးရွာတို့ကိုဝင်ရောက်မှွေနှောက်ပြီးကြာပိုးရွာမှပြည်သူ15ဦးကိုအတင်းအာရမဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရပါသည်။နိုဝင်ဘာလ9ရက်နေ့မွန်လဲ12နာရီခန့်တွင်တပိုက်တာကြီးရွာရှိစစ်တပ်ခိတ်စခန်းကို ထော်လရေးတပ်ဖွဲ့များကထမှန်သွားရောက်တိုက်ခိုက်ခဲ့ရာအစံဖက်စစ်တပ်ဘက်မှ၃ဦးသေဆုံးပြီး၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ရှင်းနေတွင်ငင်းချန်တောင်သာလမ်းပိုင်းကိုအစံဖက်စစ်တပ်ကအင်အား၃၀၀ခန့်ဖြင့်စစ်ကြောင်းထုတ်လာ၍တောင်သာမြို့အနောက်ဘက်ရှိတန်လန်ဂိတ်ကိုထော်လရေးတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်သား၂ဦးထပ်မံသေဆုံးခဲ့ပြီး၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။စစ်ခွေးတွေတက်ဆွဲထားတဲ့ဂိတ်စခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့တာပေါ့။ တိုက်ခိုက်မှုအတွင်စစ်ကွေးစစ်ကောင်တည်ဆုံပါတယ်ကျွန်တော်တို့တော်လန်ရေးတပ်ဖွဲ့တွေတော့အထီးကမ်းရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်ဟုတောင်တာမျိုးနယ်ပြည်သူ့ကောက်ွယ်ရေးအဖွဲ့ Scorpion PDF မှတာဝန်ရှိသူကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကိုတောင်တာမျိုးနယ်ပြည်သူ့ကောက်ွယ်ရေးအဖွဲ့ Scorpion PDF ညအုပ်ခရိုင်တရင်အမှတ်9နှင့်ရင်းချံခရိုင်တရင်အမှတ်3တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ် တောင်တာမြို့နယ်တွင်လက်ရှိအချိန်တွင်စီရီတင်းမာနေသောကြောင့်အချိန်မရွေးတိုက်ပွဲများဖြစ်ပွားလာနိုင်ပြီးပြည်သူများသတိပြုသွားလာနေထိုင်ကြရန်မြစ်တာရက်ခတ်လူကြောင့်တောင်တာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ Scorpion PDF မှတာဝန်ရှိသူကဆက်လက်ပြောဆိုပါတယ်အလားတူစကိုင်းတိုင်းပလဲမြို့နယ်မင်းတိုင်ပင်နှင့်နှောကန်ကြားရှိအကျန်းဖက်စစ်တပ်အထိုင်ချတပ်ဆွဲထားတဲ့ကာကင်းဂိတ်ကိုဝင်ရောက်တိုက်ခိုက်မှုတွင်စစ်သားတအုပ်တည်ဆုံးခဲ့ကြောင်းရမပင်ခရိုင်တရင်လေးမှတာဝန်ရှိသူတအုပ်ကသတင်းဌာနကိုပြောကြားပါရယ်။ယနေ့နိုဝင်ဘာလ16ရက်နေ့နနက်9:00နာရီဝန်းကျင်ခန့်အချိန် ပလဲမြို့နယ်မင်းတိုင်ပင်နဲ့နှောကန်ကြားရှိအကြံဖက်စစ်တပ်အထိုင်ချထပ်ဆွဲထားတဲ့ကာကင်းဂိတ်ကိုရင်းမာပင်ခရိုင်ပြူဟာ48အမှတ်လေးတက်ရမှာရဲဘော်၃ဦးကရှောင်းတခင်ဝင်ရောက်ပြစ်ကတ်တိုက်ခိုက်ခဲ့ကြောင်းထိုတိုက်ခိုက်မှုအတွင်းအကြံဖက်စစ်တပ်ဘက်မှစစ်သားတအုပ်သေးဆုံးကထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်းတော်လန်ရေးရဲဘော်များကအထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ခွေးတကောင်ကြာသွားတာကိုတော့တွေ့လိုက်ရပါတယ်။စစ်ခွေးတွေအထိုင်တက်ဆွဲထားတဲ့ကာကင်းဂိတ်မှာပါကာကင်းမှာစစ်ခွေး၅ဦးလောက်ပဲရှိတယ်။ ပလမကမ်းမှာစစ်ခွေးအများပြားကလှမ်းပြစ်လို့တနက်ကောက်ခွင့်မရခဲ့ပါဘူးဟုရင်းမာပင်ခရိုင်တယင်းလေးမှတာဝန်ရှိသူကပြောဆိုပါတယ်။ဆက်လက်ပြီးမုံရွာမြို့နယ်တာစီနေမြေရဲစခန်းကိုဝင်ရောက်တိုက်ခိုက်မှုတွင်နေရာတွင်ရဲလေးဦးပွဲချင်းပြီးသေဆုံးနေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းမုံရွာမြို့နယ်တာစီရွာရဲစခန်းကိုဝင်ရောက်တိုက်ခိုက်ရာတွင်နေရာတွင်ရဲလေးဦးပွဲချင်းပြီးသေဆုံးခဲ့ကြောင်း Rocket Fighter မှလာပြီးကတင်ထဏာကိုပြောကြားပါတယ်။ ရမန်နေ့နိုဝင်ဘာလ18ရက်နေ့နနက်9:00နာရီမှနနက်10:00နာရီခန့်အချိန်အထိမုံရွာထောင်အနီးမီတာ100ခန့်အကွာသာစီရဲစခန်းကိုတော်လန်ရဲတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ထိုတိုက်ခိုက်မှုမှာစစ်တပ်ထိုးစစ်ကိုလက်တုံပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတိုက်ပွဲအတွင်းရဲတပ်သား၄ဦးသေဆုံးသွားကြောင်းထောက်လန်ရဲဘော်များအထူးကမ်းရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ရဲလေးရောက်သေးတယ်ကျန်တာကတော့ကျွန်တော်တို့စုံစမ်းနေသေးပါမုံရွာထောင်ခစစ်ကူလာလို့လက်နက်တွေကောက်ချိန်မရခဲ့ပါဘူးကျွန်တော်တို့ရဲဘော်တွေအထီးကိမ်းရှိပြန်လဲဆုတ်ခွာနိုင်ခဲ့ပါတယ်ဟု Rocket Fighter မှအလားပြေကပြောဆိုပါတယ်။စစ်စင်ရေးကို Rocket Fighter ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ချင်းတွင်ရွေဦးတော်လှန်ရေးအင်အားစုညောင်ဦးခရိုင်တရင်တုံဘိုးကြားကြီးအဖွဲ့ဒီပဲရင် PC တို့ဘူးတလင်တပ်ပေါင်းစုမြို့ပြပြောက်တာတပ်ဖွဲ့ Alvin Guerrilla နေမီခန်တပ်ဖွဲ့စသည့်တို့ဖြင့်ပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ဆလဘီကပလူမျိုးနဲ့ဘူကုန်းရွာရှိစစ်တပ်အထိုင်ဂိတ်တွင်ပေါ်တာဆွဲဖမ်းဆီးခံရသည့်လူငယ်လေးဦး ကျွန်းလအချုပ်ထောင်ဖောက်၍ထွက်ပြေးလွတ်မြောက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။သကိုင်းတိုင်းကံပလူမြို့နယ်ဘူကုန်းရွာရှိအချမ်းဖက်စစ်ကောင်စီအထိုင်ဂိတ်တွင် ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရသည့်ပြည်သူလေးဦးကျွန်းလအချုပ်ထောင်ဖောက်၍ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်းကျွန်းလကံပလူတက်ကြွလှုပ်ရှားသူများအဖွဲ့မှတာဝန်ရှိသူကသတင်းဌာနကိုပြောကြားပါတယ်။အော်တိုဘာလ30ရက်နေ့မှနိုဝင်ဘာလ8ရက်နေ့အထိကံပလူမြို့နယ်ဘူကုန်းစစ်ကောင်စီအထိုင်ဂိတ်တွင်ပေါ်တာဆွဲခံခဲ့ရသည့်လူငယ်အမျိုးသားလေးဦးကကျွန်းလအချုပ်ထောင်မှနိုဝင်ဘာလ10ရက်နေ့ည7:00နာရီခွဲ အချိန်အချုပ်ထောင်ဖောက်ပြီးခွဲပြေးလွတ်မြောက်လာခဲ့ခြင်းဖြစ်ကြောင်းလက်တလောတွင်ထောင်ဖောက်ပြေးလာသူလေးဦးကိုတပ်ဆိုင်ရာမြို့နယ်မိသားစုများစီသို့ချိတ်ဆက်ပို့ဆောင်ပေးထားပြီးဖြစ်ကြောင်းသိရပါသည်။ဖြူစောတိလိုအပ်ချက်ကလည်းအရင်မြင်နေတဲ့ပေါ်တော့ပြည်လူထုကနိုင်ငံရေးနဲ့စီးပွားရေးအကျပ်တဲကြောင့်ရရလုပ်ငန်းလုပ်ကင်ကြရတဲ့သတင်းအမှောင်ချဖို့အင်တာနက်လိုင်းဖုန်းလိုင်းဖြတ်ခန့်ထားရတော့မြေပြင်မှာဖြစ်နေတဲ့သတင်းတွေကိုအချိန်နဲ့တပြေးညီမသိနိုင်ကြဘူးဗျာ။ အဲ့ဒါကြောင့်မိသားစုကြောင့်အလုပ်လုပ်ဖို့သွားလာကြရင်တောင်ကိုသွားမဲ့နေမြေလမ်းကြောင်းစုံစမ်းပြီးမှသွားလာကြဖို့တိုက်တွန်းချင်ပါတယ်ဟုကျွန်းလာကတ်မလို့တက်ကြွလှရှားသူများအဖွဲ့မှတာဝန်ရှိသူများကသွားလာရေးခရူးစိုက်ကြရန်တိုက်တွန်းပြောဆိုပါတယ်။အချမ်းဖက်စစ်တပ်၏ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရရမှထွက်ပြေးလွမြောက်လာသည့်ပြည်သူများသည်ကဏီမျိုးနှင့်ရေစကြိုမျိုးနှင့်မုံရွာမျိုးနှင့်ပလဲမျိုးနှင့်များမှဖြစ်ကြောင်းဖြူစောထီလိုအပ်ချက်များနေ၍ဝါသဝါကလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးနေခြင်းဖြစ်ကြောင်း လက်ရှိဖန်စီခံထားရသူများကိုငွေကြေးနှင့်လူရွေးရန်လှုပ်ဆောင်သူများကိုလည်းပြန်လွှတ်ပေးခြင်းမရှိဘဲလူရွေးရန်ကြိုးပမ်းသူကိုပါထပ်မံဖန်စီခြင်းများလှုပ်ဆောင်သည့်ကိုတွေးရှိခဲ့ကြောင်းကိုတိုင်ဖန်စီခံခဲ့ရရမှပြန်လည်လွတ်မြောက်လာသူများကပြောဆိုပါတယ်။ခုဖန်ခံပြီးပြန်လွတ်လာတဲ့လူငယ်တွေကအသက်16နှစ်နှစ်ယောက်အသက်21နှစ်နဲ့33နှစ်အရွယ်တွေပါနာမည်ကလုံခြုံရေးအရာပြောလို့မပြေလို့ခုကလူငယ်လူရွယ်တွေအကုန်ဆွဲနေတာစပယ်နဲ့သာရောခိတ်တွေကဆွဲနေတာ။ ကန်ဒလူနယ်ကတော့သတိထားရမယ့်နေရာပါပဲဟုအကြံဖက်စစ်တိတ်ပေါ်တာဆွဲနေသည့်အခြေအနေနဲ့ပတ်သက်၍ကျွန်းလကန်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့မှတာဝန်ရှိသူကပြောပါတယ်။ကန်ဘလူမြို့နယ်အတွင်းစစ်တပ်နှင့်ပြူစောထီများကလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးခြင်း၊ပြည်သူများထံမှငွေချေးနှင့်ရွှေအဖိုးတန်ပစ္စည်းများလုယက်ခြင်းအမျိုးသမီးများကိုမတိုင်ကျက်တက်ဖြတ်ခြင်းများကျူးလွန်လျက်ရှိကြောင်းဒေတာတော်လန်ရေးသတင်းရင်းမြစ်ကသတိပေးထားပါရယ်။ကျမိုင်းသတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။